။ Terminal မှာပါတဲ့အတိုင်း file in one link ပေါ့နော် Facebook ရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ link တစ်ခုပေါ့အဲ့ဒီအကြောင်းပြောပြပါမယ်။အဲ့ဒီဟာကလူချင်းမင်းတို့ only me နဲ့လေကိုယ့်ရဲ့ personal account မှာ only me နဲ့ post တင်လိုက်နော်။ပြီးပြီဆိုရင်အဲ့ဒီဒီ link ကိုကျွန်တော်ဒီ YouTube video ရဲ့ comment မှာခြားထားပေးမယ်။အဲ့ဒီ link တွေဝင်လိုက်ပါ။ဒီက file in one ဆိုတဲ့အတိုင်းသူကတစ်ခု link တစ်ခုတည်းနဲ့ငားနေရာတုံးလို့ရတယ်။အဲ့တော့ဘယ်နေရာမှာတုံးလို့ရလဲဆိုရင်အဲ iPhone ရဲ့ post post တွေပဲပေါ့နော် message or event that i didn't create ငားမလုပ်ထားတဲ့ post ကိုတွေ့ခဲ့တယ် ငါမတင်ထားတဲ့ငါမပို့ထားတဲ့စာငါမလုပ်ထားတဲ့ post စီကိုယ့်ရဲ့ account မှာတွေ့ရဆိုရင်အဲ့ဒီ link လေးသုံးပြီးတော့ Facebook တိုင်လို့ရတယ်ဒီနေရာလေးကနေပေါ့နော်အဲအဲငါးခုလုံးကျွန်တော်အစုံငါးခုလုံးကျွန်တော်ပြပေးမယ်ဒုတိယတစ်ခု someone has got into my account without my permission အဲကျွန်တော်ခွင့်ပြုချက်မရဘဲနဲ့ရောက်ရောက်ကယူသုံးနေပေါ့နော်ကျွန်တော်ရဲ့ account ယူသုံးနေပါတယ်ဆိုရင်အဲ့ဒီဟာလေးနဲ့တိုင်ပါနောက်တစ်ခု I found an account with use my name or photo အဲငါ account account တွေ့တယ် with use my name or photo ငါရဲ့နာမည်ပုံလေးယူသုံးထားတဲ့ account အဲ we people can see these things that i thought uh well private nga private ထားတယ် post ကိုဟိုငါတွေးလိုက်ရတယ်ဗောနော်ကို only me နဲ့ထားရတဲ့ post ကြီးเนาะငါ private ထားရတဲ့ဟာတွေကို public မှာတင်ထားတာတွေတွေးရတယ်အဲ့ဒါဆိုလေဒီကနေ့တိုင်လို့ရတယ်နောက်တစ်ခါ i don't see it ငါမတွေ့ဘူး the uh, the right option မကနဲ့ option မတွေ့ဘူး on this on this list ဒီ list ကြီးအားလုံးမှာငါအတွက် option မတွေ့ဘူးဆိုလို့ရှိရင်လည်း အဲ့ဒီအောက်ဆုံးအကြောင်းအရာလေးကိုရွေးလို့ရပါတယ်နော်โอเคအဲ့ဆို define ချင်းဒီဆန်းတုံးကြည့်အောင်အဲ့ဒီမှာထူးခြားတာကဟိုပါပေါ့နော်ဒီဟာဒီ link နေဒီ link နေ sorry ဒီ link နေအဲ့ဒီ link နေအကုန်လုံးအတူတူပဲအတူတူပဲ sorry ပြန်ပြောမယ်နော်အဲ link 1ရယ်အဲ link 2ရယ်အဲ link 4ရယ် link 5ရယ်အတူတူပဲဒီအလယ်နာ link 3တခုပဲထူးခြားတာ ။ဒါဘယ်လိုထူးခြားလဲဆိုတော့ channel link နေအကောင်လုံးက hack ခံရလို့ Facebook ကိုဟို secure တက်တယ်လို့ခေါ်ရဲပေါ့ဗျာ။အဲ Titan နဲ့ link နေပဲ။အလဲ link တခုပဲ report အတွက်သုံးတဲ့ link ။အဲနော်အဲ့ဒါလေးကွာတယ်။ channel link နေသုံးကအတူတူပဲ။အလဲ link လေးပဲကွာတာ။ Okay ။အဲ့တော့ပြန်ကြည့်အောင်။အဲ့တော့ကျွန်တော် link တခုချင်းစီသုံးမယ်နော်။အဲ့တော့ဒီ link နေအဲ့မှာပြောချင်တာတခုကဒီ link နေ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 အကောင်လုံးကအတူတူပဲဆိုတော့ကျွန်တော်ကအလဲက someone has got into my account without my permission link ကိုပဲသုံးလိုက်တော့မယ်။ပြောချင်တာဗျာ။ အမျိုးလုံးနဲ့မြင်အောင်ကြည့်လိုက်ပါခင်ဗျာ1ရက်2ရက်4ရက်5ရက်အတူတူပဲအတူတူပဲဆိုတော့ကျွန်တော်က1ရက်2ရက်4ရက်5ရက်အကုန်လုံးလိုက်မသုံးပြတော့ဘူးလူကြီးမနဲ့လူကြီးမနဲ့ကလေးကြီးကျွန်တော်ကအဲ့ဒီတက်ကနံပါတ်1လင့်ကိုပဲသုံးပြလိုက်မယ်1ကိုသုံးလိုက်ရင်သဘောတရားအတူတူပဲဆိုတော့ကျွန်내1ရက်4ရက်5ရက်ကွက်ကိုသုံးလိုက်တော့နော်အဲ့လိုပုံစံမျိုးအဲ့တော့ကျွန်တော်ကစမ်းပြပြီးမှဒီနှစ်ခုပဲစမ်းပြရမယ်1ရက်အဲ3ရက်ပဲစမ်းပြပြီးမယ်ပေါ့နော်โอเค1ကလေးစမ်းအောင်အဲ့ဒါလေးနေပြီးတော့ကိုနေယူနှိမ့်လိုက်မယ်ဆိုရင်သူက secure တက်တာ တိုးအကောင့်တယောက်ကယူသုံးတယ်လို့ယူဆရင်အဲ့လိုမျိုးလုပ်လို့ရပါတယ်ပင် guest ရနေပြီပါခင်ဗျာနော်အ guest ရနေပြီအဲ့မှာဆိုရင် ကိုအကောင့်ကို save ဖြစ်ဖို့အတွက် Facebook ကစပြီးစစ်ဆေးနေပါပြီ check in your birthday ကျွန်တော်ရဲ့ဖုန်းနံပါတ်တွေကျွန်တော်ရဲ့ birthday date တွေကျွန်တော်ရဲ့ user name တွေအကုန်လုံးအကုန်လုံး Facebook ကစစ်စစ်ပေးနေပါတယ်ခင်ဗျာ Facebook နဲ့ကျွန်တော်ဒီ Facebook အသုံးပြုပြီးတော့ချိတ်ဆက်ခဲ့တဲ့ link တွေအားအစားပါနော် အဲပြီးပြီဆိုရင်ဆို continue ဆိုရဟာလေးပြလိမ့်မနော်ဒီအပြလေးအဲ့ဒါနှိပ်ပါပြီးပြီဆိုရင်သူက current ဆိုရနေမှာ password ဟောက်တာ new ဆိုရနေမှာ password အသစ်ထား retype new ဆိုရနေမှာ password အသစ်ကိုတခါထား current ဆိုရ password အဟောင်းအဲ new နဲ့ retype ဆိုရ password အသစ်ပေါ့ပြီးရင် continue နှိပ်ပြီပါအပြလေးအပြအောင်၄00လေးနှိပ်ပြီးလိုက်ပါဗျအဲပြီးပြီဆိုရင်ကို Facebook တောင်းနေနေအောင်ပြန်ရောက်သွားပါမယ် နော်အဲ့လိုမျိုးတိုင်လို့ရပါတယ်ရန်ရန်ဖန်ရန်ခါမှာဒိန်းဆိုပြီးတော့ password အစ်စ်ပြောင်းလိုက်တာ ਨੇ ဒီလိုနေရာပြန်ရောက်တတ်ပေမဲ့ရန်ဖန်ရန်ခါမှာအဲကိုဒါကို unfriend လုပ်ခဲ့တဲ့တငယ်ချင်းတွေလားကိုတင်ခဲ့တဲ့ post တွေလားကိုပို့ထားတဲ့ message တွေလားဒါမင်းရဲ့ gmail ဟုတ်လားဒါမင်းရဲ့ visa ကဟုတ်လားအဲ့လိုသူတောက်လျှောက်မေးလိုက်မယ်နော်သူဘက်ကလည်းအဲ့လိုတောက်လျှောက်မေးရဆိုတော့သူမေးတဲ့မေးခွန်းတွေကိုဟုတ်ရင်ဟုတ်တယ်မဟုတ်ရင်မဟုတ်ဖြစ်ပြီးတော့ Facebook ကိုတိုင်လို့ရပြီအဲ့ဒါဆိုရင်ကို့အကောင့်ကိုယူသုံးနေတဲ့အဲကို့မသိပဲဝင်သုံးနေတဲ့အ ယူထားတဲ့တရားရောက်ပေါ့နော်အဲ့ဒီတရားရောက်ကိုကိုယ့်ရဲ့အကောင့်ထဲသူတို့က Facebook ကနေထုတ်ပြလိုက်ပါပြီဒါဒီနည်းလေးဖြစ်ပါတယ်ဟုတ်ကဲ့အဲ့တော့ကျွန်တော်နောက်တစ်ခုကြည့်အောင်နောက်တစ်ခုကကျွန်တော်ဂျန်နာရီကခုနပြောတဲ့အတိုင်းသဘောတရားအတူတူပဲဆိုတော့ကျွန်တော်တို့ဒီအလယ်နာထူးခြားနေတဲ့ report တင်တဲ့ form တစ်ခုနှိပ်ပေးကြည့်မယ်နော်ဟုတ်ကဲ့ကိုနေယူနေတယ်ပါအဲ့ဒီ form ကကျတော့သူက report တင်တဲ့နည်းကိုပဲပြောပြထားတာ report and imposter တို့ link တို့ဘာလို့ပြောတယ်ဆိုပေမဲ့အဲ လိမ့်လို့ရခြင်းမှာတခါတလေမှရခြင်းမှာရမရရင်လည်းမရဘူးเนาะသူပြောတာ profile ကိုဟိုကိုကိုရဲ့ပုံတွေယူသုံးနေတဲ့ဟာကိုဟိုတရားရုံးကယူသုံးနေဆိုရင်မင်းအဲ့ဒီတရားဟိုယူသုံးနေတဲ့သူရဲ့အကောင့်ကိုမင်း report တင်ပါဗောနော် report တင်တဲ့နေ့ကြီးသူကဒီမှာပြောထားပါလေအဲเนาะ embrigizan nation မင်းပုံစံ hands on media ရောက်လုပ်နေရဆိုရင် if you can find me share သူ့ရဲ့နာမည်ကိုရိုက်ရှာလိုက်ပါပြီးပြီဆိုရင် uh, friend to send you a link to it and uh, ဒီဟာကို if you can find mensha တွေ့တယ်ဆိုတော့ကျွန်တော်အဲမင်းအမင်းရှာလိုက်ပါတော့တကယ်လို့ဟိုဘက်ကနေသူ့ကိုကို you can find မဖြစ်ပဲね you can find mensha နိုင်ခဲ့ရင်ပေါ့နော် you can find if အကယ်၍ you can find မင်းမရှာနိုင်ခဲ့ဘူးဆိုရင်တော့ရှာနိုင်ခဲ့ရင်ဆိုတော့ presentation profile တခါလေး report တင်တကယ်လို့မင်းမရှာနိုင်ခဲ့ဘူးဆိုရင် try searching for the name ဒီနာမည်ရှာလို့မရအောင်ဆို asking a friend မင်း friend ကိုအကူအညီတောင်းပြီးတော့ to send you a link to it means you link ပို့ခိုင်းပေးပါတယ်အဲเนาะအဲ့လိုလုပ်လဲရတယ်နောက်တစ်ခုကကိုပုံနေယူသုံးထားတဲ့သူရဲ့ profile နေ cover photo report လောက်ပါဒါတော့သူက report ဘယ်လိုဘယ်လိုလုပ်ဆိုပြောပြတာတွေခါတယ်ခင်ဗျာเนาะအဲ page ကိုဆိုလို့ရှိရင်ဒီလိုပုံစံပဲ report လောက်ရမယ့်ပုံစံနီးနာနေတဲ့တာကိုသူကပြောပြထားတာဖြစ်ပါတယ်အဲအဲ့မှာ mic တဲ့ဟာလေးတကူက report and impostor profile link နေဒီမှာပါရတယ် found နဲ့တင်ပြီးတော့ဒီ account report တင်ပြီးဖြတ်တဲ့နီးတွေเนาะအဲပြီးပြီဆိုရင်အဲ report group group report လုပ်တဲ့ဟာတွေ contact ကို report လုပ်တဲ့ဟာတွေကအစားအသောက်ဒီမှာတခုချင်းစီပြထားတဲ့ article တွေလေ profile လား page လားအဲ group လား contact လားအဲ့ဒါတွေပါတာလေးကနည်းနည်းပို mic ပါတယ်ပေါ့နော်အဲ့တော့အဲကျွန်တော်ထူးထူးကြာကြာလေးဖြစ်နေတဲ့ group တွေ contact တွေကျွန်တော်ကြည့်အောင် contact ဆိုလဲကိုယ့်ရဲ့ contact တွေယူသုံးတဲ့ပို့သူတွေရှိရယ်လေအဲ့လိုမျိုးဆိုရင်လည်းဒီ found လေးကိုသုံးကြည့်ပါ report contact မှာဆိုရင် lambda reporting အပြုဆိုနှိပ်မယ်နော် reporting အဲပြီးပြီဆိုရင် တော် let us know ဆိုတော့မင်းသိလားဗောနော် let us know right now okay အမှဆိုရင်အော်တော် report ဟိုဘာလဲ variable တဲ့တည်းဒီဘယ်ပြောတာလား report problem နဲ့ပါမနဲ့အကြောင်းအရာကိုထည့်ပြီးပြီဆိုရင်ဖြစ်ပေါ်တဲ့အကြောင်းအရာကိုအတနာခံစားတင်အဲ့လိုမျိုး report တိုက်ပါဗောနော်ကိုယ့်ရဲ့ connect တွေယူသုံးထားရယ်ဆိုရင်အဲ့ကျွန်တော်အားလည်းပြပေးမယ်ထပ်ပြီးယူရီယာကြောင့်ညာတခုကျွန်တော်ရဲ့ကွန်တက်ပဲဆိုပါဆိုပြကျွန်တော်ကွန်တက်ကို ူကယူသုံးထားရမယ်ဆိုပါဆိုဥမာပြပေးတာနော်ယူတော့မသုံးပါဘူးကျွန်တော်ကလည်းအစားအသောက်တွေလုပ်တဲ့သူမဟုတ်ပါဘူးအဲ့တော့အဲ့ဒီကွန်နက်ကယူသုံးထားရပဲဆိုပါဆိုအဲ့ဒါဆိုရင်ကျွန်တော် copy link ယူမယ် copy link ယူပြီးပြီသူပြောထားတာက bug report တင်ဆိုဒီဟာလေးဖြစ်ပါတယ်ခင်ဗျာအဲ့ဒီမှာအဲဒီနားမှာ head and support ဇာတ်လေးရှိအဲ့ဒါလေးနှိပ်ပေးပါခင်ဗျာဒီနားမှာနော် head and support အဲ့မှာ report problem ဆိုတဲ့ဟာလေးရှိပါတယ်ဗျာအဲ့ဒါနှိပ်ပေးပါ ပင် continue to report problems ဆိုတဲ့ဟာလေးရှိပါတယ်ခင်ဗျာအဲ့ဒါလေးထပ်နေပေးပါအဲပင် include အပြာလေးနှိပ်ပြီးကိုယ်ပုံနေယူသုံးနေရဆိုလို့ရှိရင်ကိုယ်ဘာအကြောင်းအရယူမလဲဆိုတော့သူက post ကိုကိုယ်ပုံနေတပ်ပုံနေယူသုံးတာဆိုရင်ဒီမှာ profile မှာယူလိုက်ပါခင်ဗျာ profile နေယူပါပြီးဆိုရင်ဒီမှာကိုယ်ပုံနေယူသုံးနေတဲ့သူပေါ့နော်ယူသုံးနေတဲ့ဟိုယူသုံးထားတဲ့ပုံနေအဲ့ဒါမှာအထက် upload from form ဆိုပြီးတော့ပြီးရင် description မှာကျတော့ကျွန်တော်တို့အတနာခံစာတင်ပေးရမယ်နော်အဲ့ဒါနှစ်ချက်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီ set link ထိပ်ပြီးတော့အတနာအဲ Facebook တင်ကိုတိုင်လို့ရပါတယ်အဲ့အမှအတနာခံစာတင်တဲ့ဟာလည်းကျွန်တော်လက်ဆောင်အနေနဲ့ပြပေးပါမယ်အတနာခံစာဘလို့ဘလို့ရေးမလဲပေါ့နော် DC AI နဲ့ဝင်လိုက်ဝင်လိုက်ပါ AI kit ဆိုတော့ AI ရေးမယ်ပေါ့နော် AI ရေးခိုင်းမယ်အဲကျွန်တော်ပုံတွေယူသုံးနေတဲ့အသနာခံစာတစ်စောင် Facebook တင်ကိုအဲအင်္ဂလိပ်လိပ်ရှိလို့ရေးပြပါ Facebook တင်ကိုတင်ဖို့အတွက်ပေါ့နော် ကျွန်တော်စာကြီးကလိုသွား Facebook တင်ဆိုတင်ရအတနာဟန်တာတောင်ရေးပြီးပါလို့ရေးရအောင်အဲဘာဖြစ်ရပြီသူရေးပြီအဲယူပေးတဲ့ရေးပြီးတဲ့စာကိုကျွန်တော် copy ယူ copy ယူပြီးဆိုရင်ခုန၄000ကွက်ထဲမှာထည့်နော်အဲမှာတခုပဲသူတို့ဒီ full name ဆိုတဲ့ညမှာလူကြီးမင်းရဲ့ post ကိုသူများယူသုံးတယ်ဆိုရင်ယူသုံးတဲ့ post name တွေထည့်ပေါ့ဗျာ profile ဆိုလဲ profile ပေါ့ contact number ဆိုလဲသူတို့ကိုယ်စီဆက်သွယ်ပေးလို့ရမယ့်လိပ်စာပေါ့အဲ date ဆိုလဲ date အတိအကျထည့်ပဲအဲ နော်ဇာဒီမှာအကြံပြုချက်လည်းဖတ်ပြီးပေါ့သူအကြံပြုတာပြုတာဟာဒီမှာဆိုရင်သူကဟိုမူပိုင်ခွင့်လျှောက်ထားရဲဆိုရင် DMCA ပေါ့နော်အဲ့ဒီ option နဲ့အတနာခံစားတင်ပါပေါ့နော်အဲ့ဒီ option နဲ့အတနာခံစားတင်ပိုကောင်းတယ်ပေါ့နော်အဲ့ဒီ option လဲအဲကျွန်တော်ခဏနေလက်ဆောင်ပြရပြန်လောလောဆယ်ခုနစာလေးဒီမှာထက်အဲနော်ဒီမြန်မာစာရောမပါဘူးပေါ့နော်သူအကြံပြုချက်တွေပါရောပြန်မထည့်နဲ့ပေါ့အဲ့စာလေးထည့်ပြီးတော့ကျွန်တော်တို့ဟိုဘက်ကမျှားလေးနှိပ်ပြီးတော့ report တင်လို့ရပါပြီနော် โอเคအဲ့ဆို report တင်တဲ့နောက်ထပ်နေတယ်ကျွန်တော်လက်ဆောင်ပြပြပြီเนาะဒီကနေ report တင်လို့ရပါပြီခင်ဗျာနော်နောက်ထပ်ကျွန်တော်တို့အကြံပေးထားတဲ့ copyright report copyright report တင်တဲ့နေအတော့ found လေးနေပြပြတာဖြစ်ပါတယ် Google မှာဆိုရင် copyright အဲ Facebook copyright report ဆိုပြီးလို့ရိုက်ရှာလိုက်เนาะ copyright found အဲ့ဆို copyright report found ဆိုရင် Facebook found တက်လာမယ်အဲ့ဒီဟာကိုလက်နဲ့နှိပ်ပါပြီးဆိုကျွန်တော်တို့ report တင်လို့ရပါပြီဒါတော့နောက်ထပ်လက်ဆောင်အနေနဲ့ပြပြတာဖြစ်ပါတယ် အဲအမှန်ဆိုရင် I am the right owner ပေါ့နော်ငါတော့ပိုင်ရှင်ပါငါရဲ့ပို့စီသူများယူသုံးနေတာပါဒါပေမဲ့လူကြီးမင်းအမှ license တွေတင်ပြရမှာဖြစ်တဲ့အတွက်ဒီဟာကိုလူကြီးမင်းပိုင်ဆိုင်ကြောင်းအတီးပြုတ်နိုင်မှာသာဒီ form တွေသုံးပါတိုးဒီမဟုတ်ပါနဲ့ကိုကဒီ contact ကိုဒီဟာကိုလုံးဝအတီးပြုတ်ထားတယ်အဲဘယ်လိုပြောမလဲလုပ်ငန်း license တို့အဲကိုကပိုင်ရှင်ဖြစ်ကြောင်းအထောက်အထားလက်မှတ်တွေ certificate တွေမရှိထားဘူးဆိုရင်တော့မသုံးပါနဲ့သူက Facebook ကအဲ့လိုမျိုးထုတ်ပြန်ထားတာဖြစ်ပါတယ်အဲ full name နဲ့မှာ full name ထည့်ပါဗျာ ကိုစီဆက်သွယ်မယ့်လိပ်စာမှာ email address ရှိပါ email address မှာအဲကျွန်တော်စီဆက်သွယ်ရမယ့် email address ကိုထပ်ဖြည့်ပေးနော်အဲ့တော့နှစ်ခါဖြည့်ပြီးရင်ကျွန်တော်နိုင်ငံဖြည့်နော်ပြီးရင် copyright တင်မဲ့ font အမျိုးအစားရေးပေးဥမာဗျာဓာတ်ပုံဆိုဓာတ်ပုံ video ဆို video ပေါ့နော်အဲလိုရေးအဲ right owner နော်ဒီက brand ရဲ့ကိုယ့်ရဲ့ post ကိုယူသုံးခံရတယ်ဆိုရင်ကိုကပိုင်ရှင်အနေနဲ့ကိုယ့်ရဲ့ right owner ဖြစ်ထားတဲ့နာမည် လုပ်ငန်းဆိုရယ်လုပ်ငန်းရဲ့ဟိုအတီးပြူထားတဲ့ business နာမည်ထည့်ပေးပေါ့နော်ပြီးဆိုရင် copyright ယူထားတဲ့ link ထည့်ယူခံရတဲ့ link ထည့်အဲနော်အဲဟုတ်ပြီဟိုမှာ copyright ယူခံယူသွားတဲ့နော်ကိုယ့်ရဲ့ post ကိုယူပြီးတော့ခိုးပြီးတော့တုံးတဲ့သူရဲ့ link ဒီမှာထည့်ရပါနော်ဒီမှာထည့်ဒီမှာကျတော့ကိုယ့်ရဲ့တခြား website တွေပါတယ်ရှိရင် third party application အဲ website တွေပါတယ်ရှိရင်အဲ့ဒီပါထည့်နော် โอเคဒီမှာဆိုတော့ဓာတ်ပုံဆိုဓာတ်ပုံ AD ဆို AD အားသားဆိုအားသားရေးပေါ့နော်အဲအဲ့လိုမျိုးရေးပြီးပြီးရင် please slash ရဲ့နေရာမှာ this gonna use my name ငါရဲ့နာမည်ယူသုံးတာလားကိုယ့်ရဲ့ contact ကို copy လုပ်တာလားစသဖြင့်ကိုယ့်ကိုယ့်ရဲ့ဖြစ်ပေါ်နေတဲ့အကြောင်းအရာပို့ပြီးတော့ option ရွေးပြီးပြီးပြီဆိုရင်ဒီမှာ အတနာခံစာအတနာခံစာတစ်တောင်ထည့်အတနာခံစာခုနပြောသလို DC ဖြစ်ဖြစ် ChatGPT ဖြစ်ဖြစ် AI နဲ့ဖန်တီးဒီမှာ error ဖြစ်တဲ့ screenshot ထည့်အောက်ဆုံးမှာ စိုင်းလေးထည့်ပြီးပေါ့နော်အဲစိုင်းလေးထည့်ပြီးစိုင်းလေးထည့်ပြီးပါပြီး submit တင်ပေးလိုက်ပါအဲဒီလိုမျိုးလည်းတိုင်လို့ရပါတယ်သူတို့ကကိုယ့် Gmail ကိုစာပို့လာပေးလိမ့်မယ်ပါဆက်လို့ပါဆက်လို့ပေါ့အဲကိုယ်ကတင်ထားတဲ့အချက်လေးတွေမှတ်ကန်တယ်ဆိုရင်လည်းဟိုဘက် account ကိုဟိုဘက်က post ကိုဖြတ်ပေးလိုက်ပြီးဆိုပြီးတော့သူတို့ပြောမှာပေါ့နော်အဲလိုလေးတိုင်လို့ရပါတယ်โอเคပါဒါတော့ Facebook ရဲ့5 in 1 link နဲ့ပတ်သက်ပြီးတော့ရှင်းပြထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ် ဲထပ်ပြီးသိလို့တဲ့အကြောင်းအရာတွေရှိတယ်ဆိုရင်တော့အဲ Facebook ရဲ့ search မှာ Zomato ID service ဆိုပြီးတော့ရိုက်ရှာလိုက်လို့ရပါတယ်ကျွန်တော် page လေးရှိပါတယ် 39k follower ရှိပါတယ်ဗျ 39k follower ရှိပါတယ်ဗျအဲ့ဒီမှာလည်းကျွန်တော်တို့ contact လေးတွေအခမဲ့တင်ပေးနေပါတယ်ဗောနော်အခမဲ့ဝင်ရောက်လေ့လာလို့ရပါတယ်အဲမိမိ account ဘယ်သူဝင်သုံးနေလဲဆိုရင် Facebook memory မပေါ် hide နီးနော်ဖုန်းနံပါတ်သိရင်အဲ code crash ပဲ application သုံးနေလဲကြည်နီး Facebook account စာဖွင့်ကြတဲ့ရက်ကိုပြန်ကြည့်နေစသဖြင့် အခါမဲ့ဝင်ရောက်လေ့လာလို့ရပါတယ်ကျေးဇူးပါအဲထပ်ပြီးသိလို့တဲ့အကြောင်းအရာတွေ comment မှာတောင်းဆိုသွားလို့ရပါတယ်နောက် video လေးမှာပြန်တွေ့ကြပါမယ်